ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျက်စီတမိချက်ဆက်ကြပါမယ်เนาะကျက်ပေါင်နှချောင်းကိုဂျင်းကျက်သွင်းမြူနန်နံပေမြေကျက်သားမုံလေးငရုတ်ကောင်းလေးနဲ့အရင်ဆုံးပြုတ်ထားပါမယ်ရှင်စီတက်ဖို့အတွက်ကိုတော့အဆူဆူကကျက်ကျက်စီဘတ်တွေကိုပေါ့เนาะကျက်ရည်ခွင်တွေကိုတုံးထားပါကျက်ရည်ခွင်ကတော့အရင်နေ့ကအများကြီးရှိနေရတယ် ဟိုအကုန်လုံးကိုအစီထုတ်လိုက်တယ်ပေါ့နော်ပြီးရင်တော့အဲ့ဒါအကုန်လုံးပြန်ကင်စားဖြစ်ပါတယ်အများကြီးပဲဖြစ်နေရပေါ့နော်ဟိုကျက်စီတမင်းအတွက်အကုန်လုံးမသုံးပါဘူးရှင့်ပြန်ပြီးတော့ကျက်စီဘတ်ရဲ့အဲကျက်ရည်ကိုနေကကင်စားလိုက်တာပါအာဆန်ကိုစီတက်တဲ့နေရာမှာဂျင်းကျက်သွင်းမြူများများနဲ့စီတက်တာက ပို့ပြီးတော့မှုပြီးတော့ကျက်စီတမင်းကစားကောင်းပါရဲ့အဲဆူဆူကစီကိုအများကြီးရှော့ထားပါရဲ့ရှင့် တကယ်တော့စီနည်းနည်းလေးပို့ပါရင်တော့ပို့ကောင်းမှာပေါ့နော်ဒါပေမဲ့သူကစီနဲ့တိတ်မတဲလို့စီလျှော့ထားပါတယ်ရှင်ချက်ပြုတ်ရည်နဲ့ပဲချက်ပါမယ်အယံကိုလွယ်ပါတယ်ရှင်ဂျင်းချက်သွင်ပြူများများလေးထည့်ပါမယ်နော်အော်စီတက်ထဲမှာလည်းပါသလိုချက်တဲ့ခါမှာလည်းနန်နန်မြေရဲ့ဂျင်းကျက်သွင်ပြူရဲ့ကိုထပ်ထည့်ပြီးချက်ပါရဲ့ဟိုချက်သားကိုပြုတ်တဲ့ထဲကဂျင်းကျက်သွင်ပြူရဲ့ပေါ့နော် နည်းနည်းမြည့်ရို့တိချာလေးထက်ထဲထားပါရဲ့ကျက်သားမုံလေးနည်းနည်းထက်ထဲပါမယ်ရှင်အရတာအရတာအတွက်ပေါ့နော်ကျက်သားကတော့ဖြူဖြူကြီးဆိုရင်လုံးဝမကြိုက်တလို့ကျက်သားကိုဟိုပြန်กินပြီးတော့မှတုံးထားပါလေရှင်ကျက်စီတမီးရပါပြီရှင်အလုံးမေကျေးဇူးများကြီးတမားရှင်